ယူရိုပါလိကွာတာဖိုင်နယ်ဒုတိယအကြော့မန်ချက်စတာယူနိုက်တက်နဲ့လိုင်ယွန်းမင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရစေဂျာတာဘရီလီညတနအိခွဲမှာရှင်ပြိုင်ကစားမယ်ယူရိုပါလိကွာတာဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်တစ်ပွဲဖြစ်တဲ့မန်ချက်စတာယူနိုက်တက်နဲ့လိုင်ယွန်းတို့ရဲ့ပွဲကြို၃သက် ချက်ကိုကျွန်တော်တို့တူတူအခုပဲလုပ်ရအောင်ခင်ဗျ Manchester United ရဲ့ Old Trafford ဂွင်းမှာလာရောက်ရှင်ပြိုင်ရမယ့် Lion အနေနဲ့ပထမအကြော့တုံးကထပ်ပိုတဲ့ခက်ခဲမှုတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ် Man United အသင်းကလည်းဒီဖလားတလုံးကိုပဲမျောလင်းလို့ရတဲ့အခြေအနေမျိုးမှာ1 cm လေးတောင်အမှားယွင်းခံလို့မရဘူး United ရဲ့လက်ရှိအခြေအနေကတည်ငြိမ်ကြီးရှင်ရွှေတီ Do or Die တကယ်လို့သာဥမာပြောရနော် အကယ်၍ဒီဖလားမှာလွဲချော်သွားပြီးဖလားလမ်းကြောင်းကထွက်သွားခဲ့သည်ရှိသော United ရဲ့ Premier League တမိုင်းမှာအဆိုးအဝါဆုံးယာသည်လို့ကောက်ချက်ချရလေဒါပေမဲ့လည်းတစ်ဖက်မှာဒီဖလားကိုယာသွားခဲ့သည်ရှိသော Manchester United သည်အဆိုးဆုံးအခြေအနေမှာ ပြန်လည်ပြီးနိုးထလာတဲ့ Finnegan's ပုံစံမျိုးဖြစ်သွားပါလိမ့်မယ်။ပရိသတ်တွေက Champions League ဝင်ခွင့်ရဖို့အတွက်တောင် Premier League မှာမျော်လင့်လို့မရတဲ့အခြေအနေမျိုးမှာဖလားတစ်လုံးနဲ့ရာသီသိမ်းမယ်။နောက်ရာသီမှာ Champions League ကြီးကွင်လည်းရမယ်။ဘလောက်ထိချိုးမြင်တယ်လဲ။အဲ့လိုမျိုး benefits တွေမြောက်များစွာရမယ်ဒီ Europa League ဖလားကို United တာဝန်ရှိတဲ့သူတွေကကျွန်တော်တို့ထက်ပိုပြီးသိပါလေအဲ့တော့ကြောင့်အမားရင်းလုံးဝခံမှာမဟုတ်ပါဘူးမိနစ်60အတွင်း reset ကြည့်မယ်ဆိုရင်အမားရင်းခံလို့မရတဲ့ reset ကဘာ reset ဖြစ်မလဲလုံးဝနိုင်မှဖြစ်လိမ့်မယ်ကတိကျသွားတယ်ဗျာအချိန်မူတွေကမ်းမယ်ပနတီကမ်းမယ်အဲ့ဒါမတိကျတော့50 50ဖြစ်သွားတယ်မိနစ်60အတွင်းအနိုင်ရလက်တစ်ခုကိုပုံဖော်ဖန်တီးဖို့အတွက် United အတွက်တမိုင်းပြီးတာဝန်လို့ဖြစ်နေမရမကတီးရမှာပဲ United ကကြားရတဲ့မှာကစားခဲ့တဲ့ Newcastle နဲ့ပွဲ Premier League ရှင်ပြိုင်မှုတုန်းကကစားသမားတချို့အနာပေးသွားခဲ့ တယ်တချို့ကစားသမားတွေဒုတိယပိုင်းမှာပြန်ပြီးတော့ဝင်ကစားခဲ့ရတာရှိမယ်ဘရူနိုတို့တိတ်ပြီးတော့ဟိုမယုံတာတော့မဟုတ်ဘူးပေါ့ဗျာသူတို့ကိုယ်တိုင်လည်းပွဲပန်းနေတာပါမယ်ပေါ့လေဘယ်လိုပဲဖြစ်ဖြစ်အနည်းနဲ့အများတော့အနားရခဲ့မယ်လို့ကျွန်တော်ယူဆပါတယ်တဖက်ကလိုင်ယွန်ကလည်းဂျိုင်းအထဲမှာအနားရတာတော့မဟုတ်ဘူးသူတို့သက်ဆိုင်ရာလီမှာကစားရတဲ့ပြည်တွင်းပွဲစဉ်တွေရှိမယ်နှစ်သင်းလုံးကလူချန်တဲ့အခြေအနေပေါ်မှာမူတည်ပြီးပဲဒီပွဲစဉ်ကိုတစ်ချက်စောင့်ကြည့်ရမယ်လိုင်ယွန်ကပထမကြော်တော့ ကစားတဲ့ပုံမဆိုးဘူးကောင်းတယ်ဒါပေမဲ့လည်းအလောက်ထိဟိုအစိတ်ရှိတဲ့အတင်းတင်းတော့မဟုတ်ဘူးဗျပေးလိုက်ရတဲ့ကိုနှကိုလုံးကလည်းကိုသမအန်ဒရီအူနနာရဲ့အမှားရမကင်းဘူးမီကော့တာစီတယောက်လောက်ကို မမထန်ထန်ရိုက်ထားနိုင်ဂျန်တဲ့ပလေယာတွေကအဲ့လောက်ထိဟိုပထမအကြိမ်မှာကျွန်တော်မြင်ရတော့ပေါ့နော်ပြဿနာတိတ်မရှိဘူးဒါပေမဲ့ပတ်စင်ကောင်းတဲ့အာဂျင်တီးနားသားလေးအမေဒါတော့ရှိတယ်အမေဒါတို့ကတော့ဒရိုဘလင်နေတိတ်မလုပ်ဖဲနဲ့ပတ်စင်ကိုပဲအဓိကအားပြုတဲ့သူဖြစ်တဲ့အခါကျတော့သူ့စီကအလွတ်တကံဘောတွေတချို့တော့အဝေးကန်ချက်တွေကတော့အနေငယ်စိုးရင်ရတယ်ရှာကီကတော့ကျွန်တော်မြင်ရတော့အဲ့လောက်ဟိုအစင်မပြေဘူးဗျာသူဂိုးသွင်းသွားတာပဲရှိတယ်ပွဲတစ်ပွဲလုံးမှာတိတ်တော့မတွေ့လိုက်ရအောင် ြောချင်တာဟို United အသေးအံကြောက်ရမယ်ကစားသမားတွေပါမနေဘူးတကယ်ဖိကံဖျဲကံမယ်ဆိုရင် United Old Trafford ကိုအရှင်ဟုန်ကြီးနဲ့ကန်လို့ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်ဒီပွဲပေါ်မှာမြင်မိတဲ့ shutdown လေးတွေကိုဆွေးနွေးတာပါဆက်လက်ပြီးတော့အာရှရဲ့အကြောပြမှုတွေကိုဆွေးနွေးကြပါမယ်မန်ယူနိုက်တက်ကတလုံးတဝက်နိုင်ဆိုတဲ့အကြောပြမှုပေးထားပါတယ်နည်းန နည်းလေးပေါ့နော်မတိမတာလေးတော့ပြော့ပြောင်းတယ်ယူနိုက်တက်တရေကြဖို့80ကန်လောက်ရှိပြီးတော့နိုင်ဖို့30ကန်လောက်ပဲရှိတယ်အကျော်ပေးမှုမျိုးပါတကယ်လို့သာယူနိုက်တက်ကတလုံးအပြည့်အဝပျော်ရွှင်ခွင့်ရမယ်တရေအရှုံးဆိုရင်ယူနိုက်တက်ဒီတရေကြဖို့60ကန်လောက်ရှိတဲ့ပုံမျိုးနိုင်ဖို့က10%လောက်ပဲရှိတဲ့ပုံမျိုးကျွန်တော်ကတော့အဲ့လိုပဲတွက်တယ်ဗျာတယောက်နဲ့တယောက်တွက်ခင်းတူချင်မှတော့တူလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဘူကီတွေကဘယ်တော့မှသဘောမကောင်းသူတို့ဟိုဘယ်လိုပြောမလဲပရိသတ်ကိုဖြစ်စေခြင်းနဲ့ ်နော်အကျော်ပေးမှုတွေအများအမ်းပေးတယ်ပရိသတ်အငိုင်းမိမဲ့အကျော်ပေးမှုတွေကိုအများဆွဲဆောင်တယ်ခုနကကျွန်တော်ပြောရယ United ကတေအရှုံးဆိုပျော်ပျော်ကြီး United ကပဲကျွန်တော်တို့ဟိုနေမှာပေါ့ဗျာအဲ့လိုအခြေအနေမျိုးဆိုရင်တေကြတာများတယ်အခုအကျော်ပေးမှုကြတော့တဝက်ပျော်ရွှင်ခွင့်ရမှာဖြစ်တဲ့အတွက်အဲ့လို80 30လောက်သူတို့ခမန်းထားတဲ့ပုံပဲတကယ်လို့ 1D ဆိုရင် United အနိုင်သိကြတယ် 1D တော့မပေးရဘူးဗျာအဲ့ခါကျတော့ ျွန်တော်တူတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ရမယ်တူတယ်ကိုမှာနှစ်သင်းပေါင်းအတွင်းကိုဘလောက်ရှိနိုင်တယ်လဲပေါ့သုံးလုံးတစ်ဝက်ပျော်ရွှင်ခွင့်ပေးထားတဲ့အတွက်ကြောင့်ဒီဘွဲတင်ကဂိုးအများကြီးမမြင်ရဘူးဗျသုံးလုံးတစ်ဝက်အရင်တန်လုံးနေလေနှစ်သင်းပေါင်းအတွင်းကဘလို့ပဲဖြစ်ဘရိုးအတွက်ကြည့်2-1ဆိုတဲ့ result မျိုးကဖြစ်မှာပဲ1-1ဆိုတဲ့ result မျိုးကလည်းဖြစ်ပြီးတိတ်မကြရင်နောက်နောက်ထပ်တစ်ခုအတွင်းလိုက်ရင်သုံးလုံးတစ်ဝက်ပျော်ရွှင်ခွင့်ရတယ်ဒါမဲ့လေဒီလိုပုံစံဖြစ်သွားတာရည်လည်းရှိတယ်မဖြစ်သွားတာရည်လည်းရှိပါတယ်ဒါ Newcastle နဲ့ Man United ပွဲဆိုလဲတူတယ်ကိုအကျော်ပေးမှုကပွင့်လင်းပြောတော့အရင်တန်တယ်ဗျာသို့တော့ အတူတကို over ဖြစ်သွားတာပဲလေဆိုတော့ဒီလိုပွဲမှာ United အနေနဲ့ထိမ်းပြီးကစားလို့တော့မရဘူး Lion ကမတော်တဆဂိုးသွင်းလိုက်ရင်သူတို့ကနောက်ကလိုက်ပြီးတော့ဂိုးတွေပြန်သွင်းရမယ့်ပုံစံမျိုးနဲ့အခြေအနေတွေကရှုပ်သွားနိုင်တယ်2-0လောက်နဲ့အပြက် ဖြတ်ထားပြီးတော့ပိတ်ကန်လိုက်တဲ့ပုံစံမျိုးကတော့ပိုတင့်တော်တယ်။10လောက်နဲ့ကန်ပြီးပိတ်ကန်မှုဆိုတာကလည်းအရင်အဆင်မပြေဘူး။အဲ့အတွက်ကြောင့်တိုတယ်ကိုကတော့ကျွန်တော်မစွန့်စားရဲဘူး။ယူနိုက်တက်ဒီဂိုးသွင်းဖို့ကြိုးစားလိုက်မယ်။ဒါပေမဲ့ဂိုးမပေးရအောင်လည်းကြိုးစားပါလိမ့်။လိုင်ယွန်ကတော့ကစားသမားကောင်းတချို့ရှိပေမဲ့အင်ရှင်ပရိသတ်ရဲ့ဖိအားပေးမှုဒဏ်အောက်မှာအဲ့ဒီကစားသမားတွေဘာတွေထပ်လုပ်ပြနိုင်မလဲတော့ကြည့်ရပါမယ်။ဆိုတော့ဟန်ဒီကက်ပြရွေးမယ်ဆိုရင်ယူနိုက်တက်ပဲရွေးရမှာဗျ။တည်ရင်မကြရင်ရရည်ပေါ့နော်။ကျွန်တော်တို့က ဟိုရွှေပဲရွှေလိုက်တာ investment လုပ်တဲ့သူတွေကလည်းအနေငယ်ပဲ investment လုပ်လိုက်တာတိုးတော့ United ကြတော့ဒီပွဲစဉ်တည်ကြရင်ဆုံးရှုံးမှုဟာတိုးတော့ပို့ပြီးတော့ကြီးမားသွားနိုင်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်မတည်ကြတော့ဘူးအဲ့တော့ဒီလိုအသင်းမျိုးတော်မှနော်မတော်တဆတည်ကြရင်ဆုံးရှုံးခံနိုင်သေးတာပဲဗျာကျွန်တော်တွေကဘာဖြစ်လို့တခြားအပိုင်းတွေထက်တွက်နေမလဲသူတို့ပဲယုံကြည်ရမှာပေါ့ ဟန်ဒီကက်ပြမန်ချက်စတာယူနိုက်တက်ကိုအားပေးကြပါမယ်။ကျွန်တော်တို့ကဒီနေ့သင်ကြားတဲ့ဂိမ်းနဲ့အချက်လေးလေးအနည်းငယ်ပြောပါမယ်ခင်ဗျ။ပထမကြောတော့ကဒါတူတူတေးပွဲဖြစ်ထားတယ်။2008ခုနှစ်တုန်းကယူနိုက်တက်ကသူ့ရဲ့အိမ်ကွင်းမှာဝမ်းစည်းနဲ့နိုင်ထားတယ်။လိုင်ယွန်ကွင်းမှာဝမ်းဝမ်းတည်ကြထားတယ်။အဲ့လိုဝမ်းစည်းဆိုတဲ့ရက်ဇာမျိုးလေးဖြစ်သွားရင်တော့ဒါပြီးပြီပေါ့။ Okay နောက်တစ်ပိုင်းကယူနိုက်တက်ရဲ့နောက်ဆုံး6ပွဲ ရက်ဇက်နှစ်ပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးတာတယ်ဒီတက်မှာထပ်ပြီးတော့ scope ကိုကျင်းလိုက်မယ်ဆိုရင်နောက်ဆုံး၄ပွဲဆက်နိုင်ပွဲပျောက်တာတယ်အဲ့ဒီ၄ပွဲမှာနှစ်ပွဲတည်ကြပြီးနှစ်ပွဲရှုံးထားပါတယ်လိုင်ယွန်ရဲ့နောက်ဆုံး၆ပွဲဆက်ရက်ဇက်ကတော့၄ပွဲနိုင်တပွဲတည်တပွဲရှုံးထားပါတယ်နောက်ဆုံး၄ပွဲဆက်ကတော့သူတို့တပွဲပဲရှုံးထားတယ်အဲ့ဒီထဲမှာနောက်ဆုံး၃ပွဲဆက်လုံးဝရှုံးပွဲမကြုံတွေ့ထားပါဘူး United ရဲ့နောက်ဆုံးအိမ်ကွင်း၆ပွဲဆက်ရလဒ်ကတော့၆ပွဲလုံးရှုံးပွဲလုံးဝမရှိထားပါဘူး၄ပွဲနိုင်ပြီး၃ပွဲ ်တည်ကြတာပါတယ်တည်ကြခဲ့တဲ့ပွဲစဉ်တွေက Arsenal Man City စတဲ့အသင်းတွေကိုတည်ကြခဲ့ပါတယ် FA မှာတော့ Fulham ကိုတည်ကြခဲ့တယ်ဆိုတော့ EPL မှာအသင်းတွေကိုတည်ခံစားနိုင်စွမ်းရှိတယ်ဒါပေမဲ့ Real Sociedad လို့အသင်းမျိုးเนาะ Ipswich Town လို့ Leicester တို့ကို United ကနိုင်ထားတယ်အဲ့တို့ကြောင့်အိမ်ကွင်းကစားအားမစိုးဘူးလို့ပြောနိုင်ပါတယ်တစ်ဖက်က Lyon ကတော့အဝေးကွင်းမှာနိုင်ရင်နိုင်မယ်ရှုံးရင်ရှုံးမယ်ဆိုတဲ့ပုံစံမျိုးပါ ၄ဘွဲနိုင်ပြီးတော့၂ဘွဲရှုံးတာပါတယ်။လိုင်ဝဲဝေကွင်း result မဆိုးဘူးဆိုပေမဲ့အရင်ကောင်းတဲ့တည်းမှာလည်းမပါပါဘူးခင်ဗျ။အဲနောက်ဆုံးမှကျွန်တော်တို့ viewer ဘိုင်းချင်းကတ်မှုအနေနဲ့လုပ်လိုက်အောင်ကျွန်တော်တို့ဒီဘွဲထဲမှာ Ruben Amorin နေနဲ့ Hybridsin ကိုပဲအဓိကထားပြီးကစားသင့်တယ်လို့ကျွန်တော်ယူဆတယ်။ Ancient ပြည်သက်ရှိမှမှာ United ကစားသမားတချို့ရဲ့ကျိုးစားအထုတ်မှုပိုကောင်းနေနိုင်တယ်ပေါ့နော်ဒါကတော့ခမန်းချက်ဖြစ်တဲ့အတွက်ကြောင့်တကယ်တမ်းလဲဟုတ်ချင်မှတော့ဟုတ်လိမ့်မယ်အဲ့တော့ United ရဲ့ High Press တွေကစနစ်အရင်တော့မကြသေးပေမဲ့ ဟိုတဖြည်းဖြည်းချင်းစီစနစ်ကြလာရင်သူတို့ကောင်းလာလေဘလောက်ထိ press လဲဆိုရင်နောက်ခံ CB ကစားသမား2ယောက်ပေါ့နော် CCB တယောက်တည်းကိုထားပြီးသူက RCB ACB တွေကို middle တက်ထိလိုက်ပြီးတော့ press ခိုင်းတာအတကင်တက်ထဲမဝင်ုံတမဲပဲအဲ့လောက်ထိကိုတသိန်းလုံးက press တဲ့အတွက်ကြောင့် ပြိုင်ဘက်လိုင်ယွန်အနေနဲ့ဖိအားတဲ့အနေငယ်ခံရဖို့ရှိတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအဲ့လို pressing ကနေကျွန်ထွက်သွားတဲ့ counter attack မျိုးတွေကအနေငယ်အနေငယ်များပါတယ်။ဒါပြင် Ameda တို့လိုမျိုးအဲ့လို cross ball တွေနော် reverse cross တွေ through pass တွေကောင်းတဲ့ကစားသမားပါတာကလည်းအနေငယ်ပြဿနာရှိတယ်။ထားပါတော့တိတ်ပြီးတော့ transition တွေ chain မနေတော့ဘူးသူစီဘောလုံးရနေတမ်းပြီး drive pass ပေးလိုက်မယ်။ passing ကောင်းတဲ့သူဖြစ်တဲ့အခါကျတော့ရှေ့ကမီကော့တာစီကြီးကဆွဲပြီးတဲ့အထာမျိုးလေးတွေလည်းမြင်ကောင်းမြင်ရနိုင်တယ်ပေါ့နော်။ဒါပေမဲ့လည်းခေါင်းကြီးတို့ဂျားထဲမှာအနားရခဲ့တာလေးတွေရှိတယ်။ ချို့ကစားသမားလေးဒဏ်ရာပြဿနာအနေငယ်ရသွားတဲ့လူတွေလည်းရှိပါတယ်ကျွန်တော်ပွဲနာနီးတဲ့ အခါကြမှာเนาะမနေ့ပြန်တော့ရောက်တဲ့အခါကြရင်နောက်ဆုံးရဒဏ်ရာတရင်နဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးပါမယ်လောလောဆယ်ကတော့လိုင်ယွန်မာလည်းကောင်တာချောင်းဆော်ပြီးအာသာချက်ရှိတဲ့သူတွေအုံချလို့ကောင်းမဲ့ကစားသမားတွေရှိတယ်ယူနိုက်တက်ကတော့အင်ရှင်အာသာချက်နဲ့အတူဒီတောင်ပင်ကစားသမားတွေပေါ့เนาะအထူးသဖြင့်ဝင်းဘတ်တွေပေါ့ဒေါ်ဂူတို့ဒီယိုဂိုဒါလို့တို့ရဲ့လုံးဝရှစ်တက်နောက်စင်မှန်မှန်နဲ့ aggressive ဖြစ်ဖြစ်ကစားမယ်ဆိုရင် cross ball တွေအများကြီးတက်ပြီးဂိုးရဖို့အတွက်အခြေအနေအများကြီးရှိတယ်။ conclusion ဆွဲရမယ်ဆိုရင်ကျွန်တော်တွေကဒီချိန်မှာ lion သွားလို့လို့မရဘူး။ united အိမ်ကွင်းမှာအထူးသဖြင့် europa league ရ ောင်းရင်ခြေသွမ်းပြတဲ့လက်ရှိချိန်မှာလည်းယူရိုပါလိမှာရှုံးပွဲမရှိထားသေးဘူးဗျကျွန်တော်ကြည့်ရမှာယူနိုက်တက်တရေလာအနိုင်လာပဲဖြစ်ပါတယ်ကျွန်တော်ကတော့မန်ချက်စတာယူနိုက်တက်အသင်းကိုပဲရွေးချယ်ပေးချင်ပါတယ်ခင်ဗျာ